ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမဲမြို့နယ်တွင်တောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL နဲ့ရှမ်းပြည်ဒုတက်ရေးပါတီ SSPP SSC ကြောင့်ဇွန်လ23ရက်နေ့မှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲဖြစ်ပွားတဲ့အကြောင်းရင်းကိုအပြန်အလှန်စွပ်စွဲထားကြောင်းသိရပါဗျ။ဒဇန်29ဆစ်စင်ရေးဒုတိယလိုင်းမှာမိုးမဲမြို့နယ်ကို TNL နဲ့ပူးပေါင်းတပ်တရားသိမ်းပိုက်ထားရာ ဇွန်လ23ရက်နေ့က TNL စစ်ကြောင်းကို SSPP ဘက်ကနှစ်ကြိမ်ခြုံခိုပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့လက်နက်ကြီးနဲ့တစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ TNL ကသတင်းထုတ်ပြန်ခဲ့ပါတယ်။မိုးမဲမျိုးနဲ့မိုးဟောက်ကြီးရွာစုအတွင်မှာ TNL ဘက်ကစစ်ကြောင်းထွက်ကင်းလဲစဉ်တိုက်ခိုက်ခံရခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါအပြောင်းရွှေ့တွေလုတ်တဲ့ချိန်မှာဒီအကြချိန်ပေါ့နော်တနအိဝန်ကျင်ပဲရှိပါတယ်။အဲကျမတို့ဒီမလာလဲမဲ့အဖွဲ့နဲ့ဒီအာ ပြန်တော့တဲ့ဘက်ကဒီလိုမျိုးချိတ်ဆက်မိမချိတ်ဆက်မှုမမိတော့ SSPP ကလိဟာနေတဲ့အချင်းကိုခွန်ကန်ယူပြီးတော့ဝန်ထမ်းတာဖြစ်ပါတယ်ဟုတ်ကဲ့မိုးမိန်မျိုးနဲ့က2029စစ်စင်ရေးဒုတိယလိုင်းမှာ TNL သိမ်းပိုက်ခဲ့တဲ့မျိုးတစ်မျိုးဖြစ်ပါတယ်ယခု SSPP ဘက်ကပြစ်ခတ်တိုက်ခိုက်တယ်ဆိုတော့ TNL ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့ SSPP ပြောရေးဆိုခွင့်ရှိသူအချို့ထံဆက်သွယ်ပြီးတော့မေးမြန်းထားဆဲပဲဖြစ်ပါတယ်တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ SSPP ဘက်ကသတင်းထုတ်ပြန်ရမှာ မိုးမိတ်မြို့နယ်အတွင်း SSPB SSA တပ်ထိုင်ထားတဲ့နေရာကို TNL စစ်ကြောင်းမှထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။မိုးဟောက်ကျင်းရွာတောင်ပတ်ရှိ SSPB တပ်စခန်းရှိရာနေရာကို TNL မှစစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်လာတဲ့အတွက်ကြောင့်နှစ်ဖက်တပ်ဖွဲ့ကြားအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ SSPB ကထုတ်ပြန်ပြောဆိုထားပါတယ်။ မိနစ်အနည်းငယ်အပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး TNL တပ်ဖွဲ့ပြန်လည်ပြီးတော့စုခွာသွားပြီးတဲ့နောက်လက်ရှိချိန်ထိနှစ်ဖက်ပြစ်ခတ်မှုတွေရပ်သွားခဲ့ကြောင်းသိရပါဗျ။ဇွန်လ19ရက်နေ့က TNL တပ်ဖွဲ့တပ်မဟာနှင့်တပ်မဟာ3တပ်မဟာ6တို့စုပေါင်းအင်အား200ကျော်ကမိုင်းလုံးမိုးကုန်းမှမိုးမိတ်မြို့နယ်အတွင် SSPB SSC စခန်းတီရှိရာမိုးဟောက်ကျေးရွာဘက်သို့ဦးတည်ပြီးတော့ထိုးစစ်ဆင်ဝင်ရောက်နေရာချထားခဲ့တယ်လို့လည်း SSPB ကဆိုပါတယ်။ ထို့ပြင် SSPB နဲ့ TNL တို့ကဇွန်လ15ရက်နေ့ကလည်းကြောင်မဲမျိုးနယ်ဟူးစုံရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့ရာ TNL ဘက်ကထိခိုက်ကြဆုံးရှိခဲ့တယ်လို့သတင်းရှင်းပြတချို့ကပြောပါရယ် SSPB တက်ရှိရာကို TNL ကလာရောက်ပြီးဖဲခိုင်းရာ SSPB ကလက်မခံဘဲပြစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့လည်းသိရပါရယ်ဇွန်လ15ရက်ပြစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လေ TNL ကဇွန်လ23ရက်ထုတ်ပြန်ချက်မှာဖော်ပြခဲ့ရ SSPB SSA တပ်ဖွဲ့တွေက ဖူးစွန်တောင်စခန်းကို TNL ရဲ့တပ်သားလေးဟာနေချိန်မှာဝင်ရောက်ပြီးတော့နေရာယူခဲ့ခြင်းဖြစ်တယ်လို့လည်းဆိုပါရယ်။ဒါကြောင့်မလို့ရင်းနေရာစခန်းကို TNL ကတက်လာစဉ် SSPP SSC တပ်ဖွဲ့ကပြစ်ခတ်ခဲ့ပြီးတပ်ဖွဲ့ဝင်2ဦးကြာဆုံးက3ဦးတရားရခဲ့တယ်လို့ TNL ကထုတ်ပြန်ခဲ့ပါရယ်။ ဟူးစွန်တောင်စခန်းတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ SSPB ကထုတ်ပြန်ရတွင်ကြောင်မဲမျိုးနဲ့ဟူးစွန်ကျေးရွာအနီးရှိ SSPB SSA တပ်စခန်းကို TNL ဘက်မှဆင့်ရအုံဖဲခိုင်း၍နှစ်ဖက်တပ်ဖွဲ့ကြားအပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်းဆိုပါရယ် TNL နဲ့ SSPB တို့ကပြီးခဲ့တဲ့နှစ်များအတွင်းကြောင်မဲနဲ့ကုတ်ခိုင်မျိုးနယ်များ၌မဟာမိတ်အချင်းချင်းတိုက်ပွဲဖြစ်ပွားခဲ့ရာနှစ်ဖက်ထိခိုက်ကြဆုံးမှုများရှိခဲ့ပါရယ်အလားတူရှမ်းမြောက်ဒေသများ၌ SSPB နဲ့ကိုကန့်တပ်ဖွဲ့ MNDA ကြား TNLA နဲ့ MNDA ကြာ TNLA နဲ့ KIA အကြားတွင်လည်းနည်းမြေဆိုင်ရာပြဿနာများ မကြာခဏဖြစ်ပေါ်လျက်ရှိပါတယ်။အဆိုပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက Water ဖွဲ့ UWSA ဦးဆောင်တဲ့ပြည်အောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FBNCC အဖွဲ့ဝင် အဖွဲ့အစည်းများလည်းဖြစ်ပါတယ်။ UWSA ကမဟာမိတ်အကြပြဿနာများကိုကြောင်းဝင်ပြီးတော့ဖြေရှင်းပေးလျက်ရှိပါတယ် SSPB နဲ့ MNDA အကြားပြဿနာများကို ဖြေရှင်းရန်နှစ်ဖက်ကိုယ်စားလှယ်များပါဝင်တဲ့ဆွေးနွေးပွဲကိုဇွန်လ19ရက်နေ့ကတိန်နီမြို့နယ်၌ကျင်းပခဲ့ရာ Yurbalu SA ကအသေးအသေးဖြစ်နဲ့တက်ရောက်ခဲ့ပါတယ်။အစောပိုင်းဆွေးနွေးပွဲမှာနှစ်ဖက်ကြားပြဿနာများညှိနှိုင်းဖြေရှင်းရန် SSPB နဲ့ MNDA ကောင်းဆောင်များသဘောတူညီခဲ့ကြပါတယ်။ TNL ကစစ်ကောင်စီကိုတိုက်ခိုက်နေတဲ့တော်လိုင်းတပ်ဖွဲ့ဖြစ်ပြီးမြို့ပေါင်း၁၂မြို့နဲ့တပ်စခန်းရာချီကို သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။ SSPB တပ်ကစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းစစ်ကောင်စီနဲ့ထိတွေ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့တဲ့အဖွဲ့ဖြစ်ပြီးစစ်တပ်ကိုတော်လှန်တိုက်ခိုက်မှုထင်ထင်ရှားရှားလည်းမတွေ့ရသေးတဲ့အဖွဲ့ဖြစ်ပါတယ်။